ကြပ်ပြန်လို့လူတိများတဲ့ online လောင်းကစားပပျောက်ဖို့အတွက်တိုင်းတာလက်နက်ကင်တပ်ဖွဲ့တွေစစ်ကောင်စီတပ်ဖွဲ့တွေကနှီးမျိုးစုံကြိုးပမ်းနေပေမဲ့လည်းယနေ့အချိန်ထိတော့ရှမ်းပြည်အတွင်းမှာပပျောက်မှုမရှိဘဲလူထုတွေအတွက်မင်းခွန်းထုတ်เสียဖြစ်နေပါတယ်။ယခုနှစ်စပိုင်းမှာကြပ်ပြန်ပပျောက်ဖို့အတွက်ထိုင်းမြန်မာတရုတ်စတဲ့၃နိုင်ငံအာဏာပိုင်တွေဟာပူးပေါင်းပြီးတော့ဖန်ဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ တဖက်မှာလည်းရှမ်းပြည်မြောက်ပိုင်းမှာလှုပ်ရှားနေတဲ့တိုင်းဒါလက်နက်ကင်တပ်ဖွဲ့ AAO တွေအဖွဲ့ကလည်းကြားဖြန့်လောက်ကင်နေတဲ့သူတွေကိုဖမ်းဆီးပြီးတရုတ်အာဏာပိုင်ကိုအပြန်အဆန်အနှံတာတွေလည်းရှိခဲ့ပါတယ်။ တိုင်းဒါလနကင်တက်ဖွဲ့ဖြစ်တဲ့ညီနာမဟာမိတ်တုံးဖွဲ့တအားပလမျိုးတားလွတ်မြောက်ရေးတပ်တော် TNN ကိုကန့်တက်ဖွဲ့ MMGA နဲ့အာရခတက်တော် AA တို့ကကြားဖြန့်ပပျောက်ရေးဆိုပြီးတော့30 29စစ်စင်ရုပ်ကိုဖော်ဆောင်ခဲ့ပြီးနေမြေတွေတိမ့်ပိုက်နိုင်ခဲ့ပေမဲ့လည်းကြားဖြန့်လုပ်ငန်းကြီးရက်ဆိုင်တွားတာမျိုးမရှိသေးပါဘူး ယခုခေတ်ကာလအရနေပညာဖွံ့ဖြိုးလာမှုကြောင့်ဈာဖြတ်လုပ်ငန်းကြီးဟာပပျောက်သွားခြင်းမရှိဘဲနေမြေပြောင်းရွှေ့ပြီးလှုပ်ဆောင်လာခဲ့တယ်လို့လက်ရှိမှာတော့ရှမ်းပြည်တောင်ပိုင်းလဲချားနဲ့မိုင်းကန်မြို့နယ်ကနှမ့်သိမ်းချောင်းတခြားမှာစစ်ကောင်စီလက်အောက်ခံဗီတုစစ်လက်နက်ခံအကူအညီနဲ့လောက်ကန်နေကြတယ်လို့ဒေတာခန်တွေကတော့ရှမ်းတော်စင်ကိုသတင်းပေးပို့ပါတယ်အဲဂျေးတီးရနေလဲချားထီဆိုရင်ကြားဖြန့်လို့တဲ့တရုတ်တွေက2000ထက်တော့မရော့တော့ဘူးတိလားအဖွဲကတော်တော်ကြီးတာအရင်ကရှိတဲ့အဖွဲတွေပဲ ရှမ်းတက်ကောပြည်သူစစ်ကောလုံခြုံရေးယူထားပေးတာလေသူတို့ကိုစစ်ကောင်စီဖမ်းတော့မယ်ဆိုရင်သူတို့နယ်မြေထဲလက်ပတ်ပြီးတော့ဝက်ထားပေးတာပေါ့ဟိုနားရွှေတီနားရွှေအဲ့လိုပဲပတ်နေတာဒီကြဖြန့်လုပ်ငန်းလောက်ကန်နေတဲ့သူတွေထဲမှာတရုတ်လူမျိုးတွေလက်နက်ကင်တွေလည်းပါဝင်နေတယ်လို့လုံခြုံရေးအရာအမိမဖော်လို့တဲ့ဒေတာခန်တို့ကတော့ခုလိုပြောပါတယ် လက်ရှိလဲချားမြို့နယ်မှာလောက်ကင်နေတဲ့ကြားဖြတ်တွေဟာဝမ်ပန်ကျေးရွာအုပ်စုထဲမှာလက်ပတ်ပြီးပြောင်းရွှေ့လောက်ကင်နေပြီးပီတူးစစ်တွေကလုံခြုံရေးအရနေရာယူထားပေးတယ်လို့သိရပါဗယ်ဒီဒေတာတွေမှာရှမ်းပြည်တိုတက်ရဲ့ပါတီ SPSA လည်းထိမ့်ချုပ်ထားပြီးတော့ပီတူးစစ်လည်းရှိတာကြောင့်စစ်ကောင်စီကမဝင်ရဲဘူးလို့ဒေတာခန်တွေကတော့အခုလိုဆက်ပြောပြပါဗယ် နမ်တင်းချောင်းတလျှောက်ကမိုင်းကင်လေချာကျေးတီတီတုံးနယ်စုံနဲ့ဝမ်ပန်အုပ်စုထဲမှာလက်ပတ်ပြီးရွှေ့နေတာလေကြပြန့်တရင်ထွက်ပြီးဆိုတာနဲ့တခြားဒီအနီးနားရွာတွေကိုပြောင်းရွှေ့ထားတာသူတို့ကစစ်တပ်နဲ့ဗီဒူးစစ်တွေကလုံခြုံရေးယူထားပေးလို့စစ်ကောင်စီကလည်းအဖက်မဝင်ရဲဘူးပေါ့ ပြီးခဲ့တဲ့မလအတွင်းမှာလည်းနှမ်ဆန်မြို့နယ်ကလောက်ကင်နေတဲ့ကြားဖြန့်လောက်ကင်တူအယောက်900ကျော်ကိုစစ်ကောင်စီကဖမ်းဆီးမှုပြုလုပ်ခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာကြားဖြန့်လောက်ကင်တူတွေဟာမိုးနယ်မြို့နယ်နဲ့နှမ်ဆန်မြို့နယ်ကြားမှာရှိတဲ့မကြမ်းပီရိုစစ်ထိန်းချုပ်တဲ့ပန်လန်းဆိုင်ဒေသကိုထပ်မံပြောင်းရွှေ့တောခဲ့ပါတယ်။ အလားတူပဲစစ်ကောင်စီနဲ့ပြည်သူစစ်တွေလှုပ်ရှားနေတဲ့ရှမ်းပြည်မြောက်ပိုင်းမူဆက်ကြွန့်ကြော်နဲ့ဟိုနားရက်ကွက်တွေမှာယခုဇွန်16ရက်နေ့မှာကြားဖြန့်ယုံနေုံကိုစစ်ကောင်စီကဟန်ပြဝင်ရဖမ်းဆီးခဲ့ပြီးတော့တရုတ်နိုင်ငံသား42ဦးအပါအဝင်စစ်စုပေါင်း138ဦးကိုဖမ်းဆီးထားကြောင်းတရုတ်ကျောင်းကိုလည်းတိရက်မြေဆွေမြို့ဒေသခံကပြောပါတယ်။ ဘောဟောက်ကစုံပန်းဟဲ့ခဲနေတဲ့ဒီလိုအဆက်ပါမျိုးဒီလိုဖန်သွားတာတော့ဟုတ်တယ်အခုတိတော့သူတို့အချုပ်ထဲမှာပဲရှိနေအောင်မယ်ထင်တယ်တကယ်လို့သူတို့တရုတ်နိုင်ငံကိုပြန်အပ်ပေးမယ်ဆိုရင်တော့တပ်ပုံတွေပါတွေကျွန်တော်တို့တွေ့ရမှာပေါ့အခုထိပါမှမတွေ့သေးဘူးမူဆယ်မှာတော့အရင်တိုင်းကြဖြန့်တွေကတော့များနေသေးတာပဲနှဲတော့တာမဟုတ်ဘူးများလာတာစစ်ကောင်စီကမူဆယ်မြို့နယ်မှာအဖမ်းစီးတွေပြုလုပ်နေပေမဲ့လည်းကြဖြန့်ရုံတွေကအနာပိုင်တွေထံဆက်ကြေးလိုင်းကြေးပေးပြီးတော့ဖွင့်လှစ်နေဆဲဖြစ်တယ်လို့၎င်းကဆိုပါတယ် အခုလိုနယ်စပ်ဒေသမှာကြာဖြတ်လုပ်ငန်းတွေဆက်လက်ကြီးထွားလာတာဟာလည်းငွေရလွယ်ပြီးတရုတ်ရဲ့စီမံကိန်းတစ်ခု ဖြစ်နေမယ်လို့နူဆယ်မြုပ်ဒေသခံကတော့အခုလိုပြောပါတယ်မူဆယ်မှာကြားဖြန့်ဖွင့်ချင်ရင်တော့အာနာပိုင်တွေကိုပတ်စံပေးရတာပေါ့မပေးထားရင်တော့မိမှာပဲလေကြားဖြန့်တွေကဘာလို့ဆက်ကြီးထွားနေလဲဆိုရင်ပတ်စံရလွယ်တယ်လေလက်တွေတောင်ရတွေတွားလို့ရင်ပတ်စံမတိတ်မရတာနောက်တစ်ချက်ကတော့တရုတ်စီမံကိန်းကြောင့်လဲပါမယ်လို့ကျွန်တော်ထင်တယ် အရင်ကတရုတ်တွေလိုက်ဖမ်းပြနေတယ်ဆိုတာကလည်းတဆယ်နှစ်ခွန်စစ်စင်ရေးကိုဖော်ဆောင်ဖို့အတွက်နဲ့လိုက်ဖမ်းတာလေအခုတော့ကျွန်တော်တို့မြို့မှာဒီလောက်များနေတာတရုတ်ဘက်ကဘာမှမပြောဘူးအေးဆေးပဲဒါကကျွန်တော်တို့လူမျိုးတွေကိုပြက်စီအောင်လှုပ်ချင်နေတဲ့စီမံကိန်းတစ်ခုဖြစ်မလားမသိဘူးဒီဆန်နေဆက်ခွန်ဆစ်စင်ရေကိုဗစ်ရဲ့နောက်ဆက်တွဲကြောင့်ရှမ်းပြည်မြောက်ပိုင်းကစစ်ရေးစစ်တမ်းခံရတဲ့ပြည်သူတွေလူငယ်များစွာအလုလက်မဲ့ဖြစ်သွားခဲ့ပြီးနောက်ငွေရလွယ်တဲ့အကြမ်းဖက်လုပ်ငန်းကိုလွယ်ကူစွာဝင်ရောက်လုပ်ကင်လာကြပါတယ်။ မြန်မာနိုင်ငံရဲ့အိန္ဒိချင်းထိုင်းနိုင်ငံကတော့ဂျားဖြန့်ပြဿနာဟာအခြားနိုင်ငံတခုရဲ့ပြဿနာအဖြစ်မမြင်ဘဲနဲ့ထိုင်းနိုင်ငံဒါအတွေအတွက်ပြဿနာတခုဖြစ်နေကြောင်းဒီပြဿနာကိုမဖြေရှင်းနိုင်ရင်လိမ့်လည်လူတွေကကုညီရရောက်လိမ့်မယ်လို့ထိုင်းနိုင်ငံပြည်သူ့ပါတီအမတ်ဖြစ်သူကတော့ဇန်နဝါရီလထိုင်းမီဒီယာများပြောဆိုခဲ့ပါတယ်။ တဖက်မှာတော့ပြီးခဲ့တဲ့2024ဧပြီလစံပိုင်းမှာလဲဂျပန်အွန်လိုင်းငွေလိမ်ကိုင်းတွေနဲ့ပတ်သက်ကြောင်းတင်ပြရှိတဲ့စစ်ဘိုလ်ချုပ်ဟောင်းလည်းဖြစ်ပေထောင်စုကြန့်ခံရေးဖွံ့ဖြိုးရေးပါတီဗဟိုအလုံးမှုဆောင်ဟောင်းလည်းဖြစ်တဲ့ဦးမြင့်လိုင်ကိုစစ်ကောင်စီကဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။အလားတူ2024ခုနှစ်တုန်းကလည်းကိုကန့်ကြန့်ခံရေးအမတ်ဟောင်းဥပယ်6ချိန်အပါဝင်တခြားလက်နက်ကင်ကောင်းဆောင်တွေကိုလည်းစစ်ကောင်စီကဖမ်းဆီးပြီးနေပြည်တော်ကနေတဆင်တယောက်လက်ထက်ကိုအပ်ခဲ့ပါတယ်။ဒါကြောင့်ဂျပန်လုပ်ငန်းမှာအနာပိုင်တွေနေမြေလက်နက်ကင်တပ်ဖွဲ့တွေမပါဝင်ရင် ောက်ကင်လို့မရနိုင်ပါဘူး။စီရင်နိုင်ငံရဲ့ပြည်ထောင်ခါတွေကြောင့်အဖက်ဖက်ကကြဆင်းနေတဲ့အချိန်မှာဒီကြားဖြတ်လုပ်ငန်းကလည်းဝင်ငွေရလည်တဲ့အလုပ်တစ်ခုဖြစ်နေတာကြောင့်လူငယ်တွေဟာစင်ချင်တုံးတရားကဲမဲ့နေပြီးတော့ဆက်လက်လောက်ကင်နေကြတယ်လို့ရှမ်းပြည်လူထုကပြောဆိုလိုက်ပါတယ်။ဒါကြောင့်ပြည်ပခါတွေဆက်ရှိနေတဲ့မြန်မာနိုင်ငံမှာတော့ကြားဖြတ်လုပ်ငန်းပပျောက်သွားမှာမဟုတ်ပဲရွှေ့ပြောင်းစနစ်နဲ့ဆက်လက်ကြီးထွားနေအောင်မှာဖြစ်ပါတယ်။ကျွန်တော်တော့ကြိုက်စင်လင်ပါ